မေဆုံးတက်တော်ကြီးအကြောင်းကြားဘူးကြမှာပါဒါပေမဲ့တကယ်တမ်းဘလောက်အရေးပါလဲဘလို့အန်ရီရီနဲ့ရင်ဆိုင်နေရလဲဆိုတာသိပါသလားဒီဗီဒီယိုထဲမှာအမေဆုံးရဲ့ပြုတ်ဝက်ချက်တွေကိုဖော်ထုတ်ပြီးကဘာကြီးအတွက်ဘာတွေလှုပ်ဆောင်နိုင်မလဲဆိုတာဆွေးနွေးသွားပါမယ်အမေဆုံးတက်တော်ကြီးဟာတောင်အမေရိကတိုက်မှာတည်ရှိပြီးကဘာပေါ်မှာအကြီးဆုံးအပူပိုင်းမိုးတက်တော်ကြီးဖြစ်ပါတယ်အေရီယာစတူရန်မိုင်နဲ့တသမတသန်းကျော် စတူရန်ကီလိုမီတာ9တသမ5တန်းကျော်ကျယ်ဝန်းပြီးနိုင်ငံပေါင်း9နိုင်ငံမှာဖြန့်ကျက်တည်ရှိပါတယ်။ဘရာဇီးပီရူကိုလံဘီယာဗင်နီဇွဲလာအီကွေဒေါ်ဘိုလီးဗီးယားဂီယာနာဆူရီနမ်နဲ့ပြင်သစ်ဂီယာနာတို့မှာအမေဇုန်ရဲ့အစိပ်ပိုင်းတွေကိုတွေ့နိုင်ပါတယ်။ဒီနိုင်ငံတွေအားလုံးဟာတက်တော့ကြီးကိုထိမ့်သိမ်းဖို့တာဝန်ရှိပါတယ်။ အမေဇုန်တက်တော်ကြီးဟာကမ္ဘာရာသီဥတုနဲ့ဂေဟာစနစ်အတွက်မရှိမဖြစ်အရေးပါပါတယ်။ကမ္ဘာကြီးရဲ့အဆုတ်လို့တင်စားကြတဲ့အထိအောက်ဆီဂျင်ကိုအများဆုံးထုတ်ပေးပြီးကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပေးပါတယ်။ဒါအပြင်ဇီဝမျိုးစုံမျိုးကွဲတွေအများဆုံးနေထိုင်တဲ့နေရာလည်းဖြစ်ပါတယ်။အမေဇုန်မရှိရင်ကမ္ဘာကြီးရဲ့ရာသီဥတုနဲ့ဂေဟာစနစ်ဟာဆိုးဆိုးရွားရွားထိခိုက်သွားနိုင်ပါတယ်။ အမေဆုံးတတော်ကြီးဟာဇီဝမျိုးစုံမျိုးပွဲတွေရဲ့နာနာတိုက်ကြီးပါပဲအပေမျိုးစိတ်ပေါင်း၄၀သုညသုညသုညကျော်၅မျိုးစိတ်ပေါင်း၃တုညတုညတုညကျော်နှစ်မျိုးစိတ်ပေါင်းတဲ300ကျော်နဲ့노တိုက်တတဝါ400ကျော်တို့နေထိုင်ကြပါတယ် ကဘာပေါ်မှာမျိုးစိတ်အများဆုံးတွေ့ရှိရတဲ့နေရာတွေထဲကတစ်ခုဖြစ်ပြီးဇီဝမျိုးစုံမျိုးကွဲတွေရဲ့အရေးပါတဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်။ဒီမျိုးစိတ်တွေဟာကဘာကြီးရဲ့ဂေဟစနစ်ကို ထိမ့်နှိပေးရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အမေဇုန်တစ်တောကြီးဟာကဘာရာသီဥတုကို ထိမ့်နှိပေးရမှာအကြီးကားကြတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကိုစုပ်ယူပြီးအောက်ဆီဂျင်ကိုထုတ်ပေးခြင်းအဖြစ်ကဘာကြီးရဲ့ရေဓာတ်ကိုတန့်စင်ပေးပါတယ် မိုးရသွန်းမှုကိုထိမ့်သိမ့်ပေးပြီးရေတို့အေးသွေးကိုလည်းထိမ့်သိမ့်ပေးပါတယ်။အမေဆုံးတတော်ကြီးပျက်စီးသွားမယ်ဆိုရင်ကဘာကြီးရဲ့ရာသီဥတုဟာဆူဆူရွရွပြောင်းလဲသွားနိုင်ပါတယ်။အမေဆုံးတတော်ကြီးဟာအန္တရာယ်များစွာနဲ့ရင်ဆိုင်နေရပါတယ်။တစ်ခုတ်ချင်းစိုက်ပျိုးရေးနဲ့တတ်ထုတူဖို့ခြင်းတွေကြောင့်တတော်တွေတစ်ပြေးပြေးပြုံးတီးလာနေပါတယ်။ ဒီအန္တရာယ်တွေကြောင့်ဇီဝမျိုးစုံမျိုးကွဲတွေဆုံးရှုံးရသလိုကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေလည်းလေထုထဲကိုထုတ်လွှတ်နေရပါတယ်။ဒါဟာရာသီဥတုပြောင်းလဲမှုကိုပုံမဆိုးရွားစေပါတယ်။အမေဇုန်တက်တော်ကြီးကိုကာကွယ်ဖို့အတွက်နိုင်ငံတကာအစိုးရတွေဒေသခံအတိုင်းဝိုင်းတွေနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။တရားမဝင်တိုက်ခုတ်ခြင်းကိုတားဆီးပြီးရေရှည်တည်တဲ့စိုက်ပျိုးရေးနည်းလမ်းတွေကိုမြှင့်တင်ရပါမယ်။ ရန်ပုံငွေရှာပွေပြီးအမေဇုန်တက်တော်ကြီးရဲ့အရေးပါပုံကို လူများသိရှိအောင်ပညာပေးဖို့လည်းလိုအပ်ပါတယ်။ဒါဟာကမ္ဘာကေဟာစနစ်နဲ့လူသားအလုံးရဲ့အကျိုးစီးပွားအတွက်အရေးကြီးပါတယ်။တစ်ခုတ်ချင်းဟာအမေဇုန်တက်တော်ကြီးအတွက်အဓိကချင်းချောင်းမှုတစ်ခုဖြစ်ပါတယ်။တရားမဝင်တစ်ခုတ်ချင်းတွေကြောင့်တက်တော်တွေအမြောက်အများပြုံးတိနေပြီးဂေဟာစနစ်ကိုပျက်စီးစေပါတယ်။ ပစ်ခုတ်ခြင်းကြောင့်ဇီဝမျိုးစုံမျိုးကွဲတွေနေထိုင်စရာနေရာမရှိတော့သလိုကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေလည်းနေထုထဲကို ထုတ်လွှတ်နေရပါတယ်။ဒါဟာရာသီဥတုပြောင်းလဲမှုကိုပုံမဆိုးရွားစေပါတယ်။စိုက်ပျိုးရေးအတွက်မြေနေရာတွေလိုအပ်တာကြောင့်တစ်တောတွေကိုခုတ်ထွင်ရှင်းလင်းနေရပါတယ်။အထူးသဖြင့်မွေးမြူရေးလုပ်ငန်းတွေအတွက်မြေနေရာတွေဖန်တီးဖို့တစ်တောတွေကိုဖြည့်ဆည်းနေကြပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေမှာဓာတ်ပစ္စည်းတွေအသုံးပြုတာကြောင့် ငြေစီလွာနဲ့ရေရုညဉ့်ဉန်းမှုကို ဖြစ်စေပါတယ်။ဒါအပြင်ဇီဝမျိုးစုံမျိုးပွဲတွေရဲ့နေထိုင်မှုကိုလည်းထိခိုက်စေပါတယ်။သတ္တုဒူဖော်ခြင်းဟာလည်းအမေဇုန်တတော်ကြီးကိုချိမ့်ချောက်နေတဲ့အနေရတစ်ခုဖြစ်ပါတယ်။သတ္တုဒူဖော်ခြင်းလုပ်ငန်းတွေကြောင့်တတော်တွေပျက်စီးရသလိုငြေစီလွာနဲ့ရေရုညဉ့်ဉန်းမှုကိုလည်းဖြစ်စေပါတယ်။ သတ္တုဒုဖို့ခြင်းလုပ်ငန်းတွေမှာအသုံးပြုတဲ့ဓာတ်ရုပ်ပစ္စည်းတွေဟာလူတွေနဲ့တရိတ်ဆန်တွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒါ့အပြင်ဇီဝမျိုးစုံမျိုးကွဲတွေရဲ့နေထိုင်မှုကိုလည်းဖြည့်ဆည်းပစ်ပါတယ်။ဇီဝမျိုးစုံမျိုးကွဲတွေဆုံးရှုံးရခြင်းဟာကဘာကြီးအတွက်ကြီးမားတဲ့အကျိုးဆက်တွေကိုဖြစ်စေပါတယ်။ဂေဟာစနစ်ရဲ့ထန်ချက်ပြတ်သွားပြီးယာဒီဥဒုပြောင်းလဲမှုကိုပုံမိုဆိုးရွားစေပါတယ်။ဇီဝတွေအစားအစာတွေနဲ့ အခြားသုံးဝင်တဲ့အရာတွေကို ထုတ်လုပ်နိုင်တဲ့မျိုးစိတ်တွေလည်းဆုံးရှုံးသွားနိုင်ပါတယ်။ဒါအပြင်ဒေတာခံလူမှုအတိုင်းဝိုင်းတွေရဲ့ယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံတွေကိုလည်းထိခိုက်စေပါတယ်။သစ်တောတွေကိုဖျက်ဆီးတဲ့အခါတစ်ပင်တွေထဲမှာတူလောင်ထားတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေလေထုထဲကိုထုတ်လုပ်ပါတယ်။ဒါဟာကမ္ဘာကြီးပုံလွေးလာမှုကိုအားပေးပြီးရာသီဥတုပြောင်းလဲမှုကို ပုံမိုဆိုးရွားစေပါတယ်။ ကာကွန်တိုင်အောက်ဆိုက်ဓာတ်တွေများလာတာကြောင့်ရေခဲတွေအေးပျော်ပြီးပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပါတယ်။ဒါဟာကမ္ဘာလူဦးရေရဲ့နေထိုင်မှုကိုချိမ့်ချောက်နေပါတယ်။အမေဇုန်တက်တော်ကြီးပျက်စီးခြင်းဟာရာသီဥတုပြောင်းလဲမှုကိုပုံမိုဆိုးရွားစေပါတယ်။တက်တော်တွေဟာကာကွန်တိုင်အောက်ဆိုက်ဓာတ်ကိုစုပ်ယူပေးနိုင်စွမ်းမရှိတော့တဲ့အတွက်ကမ္ဘာကြီးပုံလွေးလာမှုကိုအားပေးပါတယ်။ မိုးရသွန်းမှုပုံစံတွေပြောင်းလဲသွားပြီးတဘာဝဘေးအနေရတွေပုံမှုဖြစ်ပွားလာနိုင်ပါတယ်။ဒါဟာကမ္ဘာလူဦးရေရဲ့စားနပ်ရိက္ခာပူလုံရေးနဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်။မေဆုံတစ်တော်ကြီးကိုကာကွယ်ဖို့အတွက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာမရှိမဖြစ်လိုအပ်ပါတယ်။တစ်တော်ကြီးဟာနိုင်ငံပေါင်းများစွာနဲ့သက်ဆိုင်တဲ့အတွက်တနိုင်ငံရဲ့ကြိုးပမ်းမှုနဲ့မလုံလောက်ပါဘူး။ ိုင်ငံတကာအစိုးရတွေဟာတက်တော့ကာကွယ်ရေးဆိုင်ရာမူဝါဒတွေကိုချမှတ်ပြီးရန်ပုံငွေတွေပံ့ပိုးပေးရပါမယ်။ဒါအပြင်တရားမဝင်တိုက်ခုတ်ခြင်းနဲ့တပ်ထုတူးဖော်ခြင်းတွေကိုတားဆီးဖို့ပူးပေါင်းဆောင်ရွက်ရပါမယ်။ဒေသခံအတိုင်းဝိုင်းတွေဟာအမေဇုန်တက်တော့ကြီးနဲ့ရင်းနှီးကျွမ်းဝင်ပြီးတက်တော့ကိုဘလို့ထိန်းသိမ်းရမယ်ဆိုတာကို သိရှိကြပါတယ်။သူတို့ရဲ့အသိပညာနဲ့တွေ့ကြုံတွေကိုအသုံးပြုပြီးတက်တော့ကာကွယ်ရေးလုပ်ငန်းတွေမှာပါဝင်စေသင့်ပါတယ်။ ဒေတာခံအတိုင်းဝိုင်းတွေကိုအခွင့်အာဏာပေးပြီးသူတို့ရဲ့အသက်မွေးဝမ်းကြောင်းတွေကိုရေရှည်တည်တတ်အောင်ကူညီပေးခြင်းအပြင်တစ်တောကာကွယ်ရေးကိုအားပေးနိုင်ပါတယ်။ပုဂ္ဂလိကအဖွဲ့အစည်းတွေဟာတစ်တောကာကွယ်ရေးအတွက်ရန်ပုံငွေတွေပံ့ပိုးပေးနိုင်တယ်လို့ရေရှည်တည်တတ်တဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းဖန်တီးနိုင်ပါတယ်။တစ်တောကိုမဖြတ်စည်းပဲအကျိုးအမြတ်ရရှိနိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုအားပေးခြင်းအပြင်တစ်တောကာကွယ်ရေးကိုအထောက်အကူပြုနိုင်ပါတယ်။ ုဂ္ဂလိကအဖွဲ့အစည်းတွေဟာတဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအ ਨੇ ဆုံးဖြစ်စေမဲ့ဤပညာတွေကိုအသုံးပြုပြီးတက်တော့ကာကွယ်ရေးလုပ်ငန်းတွေမှာပါဝင်နိုင်ပါတယ်တရားမဝင်တိခုတ်ချင်းကိုတားဆီးဖို့အတွက်တင်းကျပ်တဲ့ဥပဒေတွေကိုပြဋ္ဌာန်းပြီး enforcement လုပ်ရပါမယ်။တက်တော်တွေကိုစောင့်ကြည့်ဖို့ဤပညာတွေကိုအသုံးပြုပြီးတရားမဝင်တိခုတ်တဲ့သူတွေကိုဖမ်းဆီးအရေးယူရပါမယ်။ တတော်ထွက်ပစ္စည်းတွေကိုခြေရခံနိုင်တဲ့စနစ်တွေကိုအသုံးပြုပြီးတရားမဝင်တစ်ခုထားတဲ့တစ်တွေကိုဈေးကွက်ထဲမှာမယောင်းချနိုင်အောင်တားဆီးရပါမယ်။ရေရှည်တီတက်တဲ့စိုက်ပျိုးရေးနည်းလမ်းတွေကိုမြင့်တင်ဖို့အတွက်တတော်တွေကိုမဖြက်စည်းပဲစိုက်ပျိုးနိုင်တဲ့နည်းပညာတွေကိုအသုံးပြုရပါမယ်။ညည်စီလွာကိုထိမ့်သိမ့်ပြီးဓာတ်ရုပ်ပစ္စည်းတွေကိုအသုံးပြုမှုကိုလျှော့ချရပါမယ်။ ေတာခံတောင်သူလဲသမားတွေကိုရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးနီလန်းတွေကိုတင် जा ပေးပြီးသူတို့ရဲ့ထုတ်ကုန်တွေကိုဈေးကွက်မှာရောင်းချနိုင်အောင်ကူညီပေးရပါမယ်။မေဇုံတက်တော့ကာကွယ်ရေးအတွက်ရန်ပုံငွေကိုအလူငွေတွေအစိုးရရဲ့ထောက်ပံ့ငွေတွေနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ရန်ပုံငွေတွေကနေရှာဖွေနိုင်ပါတယ်။တက်တော့ကာကွယ်ရေးလုပ်ငန်းတွေကိုအထောက်ပံ့ပေးတဲ့ရန်ပုံငွေရှာဖွေပွဲတွေကိုကျင်းပပြီးလူအများရဲ့အသိအမြင်ကိုမြင့်တင်ရပါမယ်။ စစ်တောကာကွယ်ရေးလုပ်ငန်းတွေကိုထောက်ပံ့ပေးတဲ့ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီးသူတို့ရဲ့ထုတ်ကုန်တွေကိုဝယ်ယူအားပေးခြင်းအပြင်လည်းရန်ပုံငွေကိုရှာဖွေနိုင်ပါတယ်။အမေဇုန်တက်တော်ကြီးဟာကမ္ဘာကေယစနစ်နဲ့လူသားအလုံးအတွက်မရှိမဖြစ်အရေးကြီးပါတယ်။တက်တော်ကြီးဟာကမ္ဘာရာသီဥတုကိုထိန်းသိမ်းပေးပြီးဇီဝမျိုးစုံမျိုးပွဲတွေကို ထိန်းသိမ်းပေးပါတယ်။ တတော်ကြီးပျက်စီးသွားမယ်ဆိုရင်ကဘာကြီးရဲ့ရာဒီဥဒုဟာဆိုးဆိုးရွားရွားပြောင်းလဲသွားနိုင်ပြီးဇီဝမျိုးစုံမျိုးကွဲတွေလည်းဆုံးရှုံးသွားနိုင်ပါတယ်။ဒါဟာလူသားအလုံးရဲ့အသက်ရှင်ရည်တည်မှုကိုချိမ့်ချောင်းနေပါတယ်။အမေဆုံးတတော်ကြီးဟာကဘာကြီးအတွက်အသက်သွေးကြောတစ်ခုဖြစ်ပြီးအနာဂတ်အတွက်စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။တတော်ကြီးကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ အမေဆုံးတက်တော်ကြီးကိုကာကွယ်ဖို့အတွက်တင်မာရီလုံနိုင်မလဲဒီဗီဒီယိုကိုတငယ်ချင်းတွေနဲ့မျှဝေပြီးတက်တော်ကာကွယ်ရေးအဖွဲ့အစည်းတွေကိုလူတန်းပါတက်တော်ကိုမဖြက်စည်းပဲထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေကိုဝယ်ယူအားပေးပြီးတက်တော်ကာကွယ်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာပါဝင်ပါအတူတကွပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်အမေဆုံးတက်တော်ကြီးကိုကာကွယ်နိုင်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ်ရှင်